မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုံအနေနဲ့ဒေါ်လန်ကြီးရဲ့နိုင်ငံဦးဆောင်မှုခြေလှမ်းတဲ့ရှာပုံတော့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာဒိန်းစစ်ကောင်စီကိုအောင်နိုင်ဖို့နဲ့စနစ်ပြောင်းဒေါ်လာရင်းတစ်ခုကိုလက်တွေဖော်ဆောင်ရမှာနိုင်ငံကြီးရဦးဆောင်မှုပေးခြင်းကမရှိမဖြစ်လိုအပ်လက်တွေလှုပ်ဆောင်သက်သေပြရမယ့်အရာဖြစ်ပြီးအောင်ပွဲကိုပြတ်သားစွာအဆုံးဖြတ်ပြီးတဲ့အရေးကြီးဆုံးကဏ္ဍဖြစ်ပါတယ်။ဒီအခန်းကဏ္ဍကိုလင်းလျူရှုဖို့မတင်တလို့လင်းလျူရှုလို့လည်းမရနိုင်ပါဘူး။ ဒါပေမဲ့ဒီကနေ့အချိန်ထိတော်လန်ရဲ့ခါးသီးတဲ့အမှန်တရားတစ်ခုကိုပြောပါဆိုရင် NUG ကိုလက်နက်ကင်တော်လန်အင်အားစုအသီးသီးက၎င်းတို့နဲ့ဒန်တူမဟာမိတ်အစင်သားဆက်ဆံနေကြပါတယ်။တနည်းအားဖြင့်စင်အာနာရှင်စနစ်ချုပ်ငင်းရေး NUG ရဲ့အခမ်းကဏ္ဍကိုကန့်သက်ထားခြင်းဒါမှမဟုတ်နိုင်ငံရေးဥဆောင်မှုကိုကန့်သက်ထားခြင်းဖြစ်ပါတယ်။၎င်းကတော်လန်တစ်ခုလုံးပေါ်တန်ရောက်မှုကြီးမားပါတယ်။လက်နက်ကင်တော်လန်ကနီလန်တစ်ခုသာဖြစ်ပြီးစင်အာနာရှင်စနစ်အမှန်တကယ်ချုပ်ငင်းစီလို့လေအကြီးအကြီးဆုံးလိုအပ်ချက်ကစူးစီးညီညွတ်စွာနိုင်ငံရေးဥဆောင်မှုပေးဖို့ဖြစ်ပါတယ်။ အဲ့ဒီအတွက် NUG ကိုအတိမတ်မပြုရင်၎င်းထက်တာလွန်ပြီးမြန်မာသူတွေကိုစစ်စစ်မှန်မှန်ကိုစားပြုတဲ့သစ်အာဏာရှင်စနစ်ကိုဖယ်ရှားနိုင်တဲ့နိုင်ငံကိုစားပြုအစိုးရတရရဲ့အင်္ဂါရက်တွေနဲ့တိစောက်ထားတဲ့အဖွဲ့အစည်းတရကိုဘာကြောင့်မတိစောက်နိုင်ကြသလဲ။၎င်းကပြည်သူတော်ဦးရဲ့ရှူတာမှာအံ့ဩနားမလည်နိုင်တဲ့မိကုံဖြစ်ပါရဲ။အကြောင်းအရာများအမျိုးမျိုးရှိနေနိုင်တော့လေဒီကနေ့လက်ငင်းမြင်တွေ့နေရတဲ့အကျိုးတရားကိုမျက်ကွယ်ပြုထားဖို့မသင့်လျော်တဲ့အခြေအနေတွေရောက်ရှိနေပြီဖြစ်ပါရဲ။ နိုင်ငံတကာမျက်နှာစာမှာအတိုင်းပြည်ကိုတည်ငြိမ်မှုရှိစေဖို့စူးစီးညီညွတ်စေမှုရှိစေဖို့စွမ်းဆောင်နိုင်တဲ့ခေါင်းဆောင်မှုဒါမှမဟုတ်ဖွဲ့စည်းခြင်း NUG ကိုရှုံချမှုမပြီးမဝန်းရံနိုင်ရင် NUG ရဲ့နေရာမှာမြည်သည့်ခေါင်းဆောင်မှုဒါမှမဟုတ်ဖွဲ့စည်းကအစားထိုးတာဝန်ယူနိုင်တယ်လဲခေါင်းဆောင်မှုရှာဖို့တော့ဖွင့်ရမှာဖြစ်ပါတယ်ဒီနေရာမှာ NUG ကိုခေါင်းဆောင်မှုနေရာမပြီးခြင်းနဲ့အကြောင်းအရာများတဲ့ဗမာလူများစုကြီးစိုးတဲ့အဖွဲ့အစည်း2020ပြည်နှစ်ရွှေခေါက်ပွဲမှာမင်းအများစုနိုင်ရခဲ့တဲ့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးစိုးတဲ့အဖွဲ့အစည်းစသဖြင့် တိုးတိုးမှကျဲကျဲဖြစ်လာတဲ့လျှို့ဝှက်ချက်မဟုတ်တဲ့ခေါင်းဆောင်မှုပြဿနာတွေကိုတော်လိုင်းအင်အားစုတွေကြားတွေ့မြင်နေရတာနှစ်နဲ့ချီနေကြနေပြီးရေစုံမျောလိုက်နေကြပါတယ်။ NUG ရဲ့နိုင်ငံရေးဥဆောင်မှုကိုလက်မခံလို့ရင်ဗမာများစုထောက်ခံတဲ့တနိုင်ငံလုံးကိုဥဆောင်မှုပေးနိုင်တဲ့တိုင်းရင်းသားခေါင်းဆောင်များတနိုင်ငံလုံးလွှမ်းခြုံတဲ့နိုင်ငံရေးဥဆောင်မှုပေးဖို့တတိရှိရှိရှေ့လန်းထွက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။၎င်းတို့ရဲ့တနိုင်ငံလုံးကိုဥဆောင်မှုမပေးနိုင်တဲ့နိုင်ငံရေးအမျှော်မြင်တွေကိုပြည်သူများလက်ဝဲအရောက်ပို့ဆောင်ဖို့အချိန်ရောက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့နိုင်ငံလူဦးရေ60ရာခိုင်နှုန်းကျော်သောဗမာလူမျိုးစုရဲ့နှလုံးသားနဲ့ထောက်ခံမှုရှိဖို့လိုအပ်ပါတယ်၎င်းကနိုင်ငံတစ်ခုရဲ့ပြင်ဆင်ခွင့်မရှိရဲ့ပေးထားချက်ဖြစ်ပါတယ်။နိုင်ငံတစ်ခုကိုဥစားမှုပေးဖို့ရှိမှန်းချက်ရှိရဲ့မည်သည့်လူပုဂ္ဂိုလ်ဖွဲ့စည်းမစိုးကြော်လွားလို့မရတဲ့အချက်ကကြီးသူများစုရဲ့ထောက်ခံမှုရှိခြင်းမရှိခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်။အင်အားတသန်းရှိတဲ့လက်နက်ကင်ဖွဲ့ဖြစ်နေပါစေဒီပေးထားချက်ကိုရှောင်ရှားလို့မရနိုင်ပါကြောင်းတောင်မရှင်တူတာဆောင်ရဲ့သုံးသက်ချက်ကိုဖော်ပြလိုက်ရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ပုံမှန်မှာကရင်ရေပူပေါင်းတက်နေစစ်ကောင်စီအပြန်အလှန်လက်နက်ကြီးပစ်ခတ်တဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ဝိုင်းမော်လက်မြန်ဒေသမှာလည်းတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ပုံမှန်မျိုးမှာမြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိတော့လဲအပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေရှိနေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်ကရင်ရေတရင်ပြန်ကြိုင်းဌာနတာဝန်ခံဘူမူကြီးနော်ဘူကပြောပါရယ်။ကရင်ရေနဲ့မဟာမိတ်ပူပေါင်းတက်ကပုံမှန်မျိုးကိုအပိသက်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတာ၆လကျော်ရှိပြီဖြစ်ပြီးလက်တလောစင်ကြီးအချိန်မီမြန်ရာဘူမူကြီးနော်ဘူကပြောကြတာပါ။ ပမောဘက်ကအချီနေကတိတ်ထူးတာတော့မရှိဘူးခါတိုင်းလိုပေါ့လေချောင်းနဲ့ပုံကျဲတာတွေဒရုန်းနဲ့ပုံကျဲတာတွေတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့အပြန်လန်ထူတာတွေတော့ရှိတယ်။မြေပြင်မှာတိုက်ပွဲပြင်းပြထန်ထန်တော့မရှိဘူးလို့ပုံမူကြီးတော်ဘူးကပြောပါတယ်။ ပြရင်ကဗမော်ကိုအပိသက်နိုင်ဖို့ကြိုးပမ်းလျက်ရှိရာလက်ရှိမှာအမှတ်23စစ်စင်ကော့ကဲမှုဌာနချုပ်စကားက21ကိုထိုးစစ်ဆင်နေပါတယ်စကားက21ကကဲတကန်ချုပ်သိမ့်ပိုင်ထားပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့နှစ်ဝက်အတွင်းစကားက21ကကဲစကန်ချုပ်တန်ချက်ကတက်အမြောက်တက်တင့်ကတက်ဗမော်လီရင်ကွင်းနေရာပါဝင်စစ်ကောင်စီတက်ဆွဲထားတဲ့နေရာများတက်စကန်များကိုသိမ့်ပိုင်ထားပြီးဖြစ်ပါတယ်ဒါအပြင်ဝိုင်းမော်မြို့နယ်လက်မြန်ဒေသမှာလည်းစွန်လ9ရက်မှာမနေ့အစောမှာ တက်ကောင်စီနဲ့ဒီကနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။ဝိုင်းမော်လက်မြန်ဘတ်ဒီကနေ့မနက်ပိုင်းခတ္တလေးအချိန်တွင်မှာတိုက်ပွဲဖြစ်တာအခုတော့ငြိမ်တော့ပြန်ငြိမ်သွားပြီးဒရုန်းလက်နက်ကြီးနဲ့ရန်ပန်ရက်ကပစ်တဲ့အခြေအနေတော့ရှိရဲ့လို့ဆိုပါတယ်။စက်ကောင်စီကအေပီလာကလေးကဝိုင်းမော်လက်မြန်ဒေသကိုစီးရင်လှရှာမှုတွေပြုလုပ်နေတာကြောင့် KIA နဲ့ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဆလပီထိုင်းရောကမ်ဘောဒီးယားပါနေဆက်မှာနှစ်ဖက်ဆက်တဲ့အင်အားပြနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နယ်စပ်ကပြစ်ခတ်မှုတစ်ခုကိုအကြောင်းပြုပြီးနှစ်ဖက်စစ်ပြနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာမလေးရှားဝင်ကြီးချုပ်ကဂျာဝင်ညှိနှိုင်းပေးနေတယ်လို့သိရပါတယ်။အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျဥက္ကဋ္ဌလည်းဖြစ်တဲ့မလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကဇွန်လ6ရက်နေ့တုန်းကထိုင်းဝင်ကြီးချုပ်ဖီတောင်တန်ရှင်နာဝဲနဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟွန်မာနက်တိုစီဖုန်းခေါ်ပြီးပြဿနာကိုအင်အီကြမ်းကြမ်းညှိနှိုင်းဖြေရှာဖို့တိုက်တွန်းခဲ့ပါတယ်။မီလာကုံတုံးကနှစ်နိုင်ငံနဲ့ဆက်တနေရာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ကမ္ဘောဒီးယားစစ်သားတအုပ်တည်ဆုံးခဲ့တာကိုအကြောင်း ံပြုပြီးအရှိအတောင်အာရှအင်းကြီးနှစ် နိုင်ငံသားမှာတင်းမာနေတာဖြစ်ပါတယ်။အန်ဝါကသူဟာထိုင်းကမ္ဘောဒီးယားဝန်ကြီးချုပ်တွေနဲ့ဖုန်းဆက်စကားပြောခဲ့တာဖြစ်ကြောင်းနှစ်နိုင်ငံစလုံးကပြဿနာကိုတန်တမာလမ်းကြောင်းကနေချင်းကပ်ပြီးညှိနှိုင်းအပြေရှာဖို့လိုလားမှုပြသခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလူမှုကွန်ရက်မှာရှင်းသားထားပါတယ်။တစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကဆိတ်ဆက်ဆွေးနွေးမှုကိုဆက်လက်လှုပ်ဆောင်နေသလိုနေဆက်မှာလည်းတိတိတတ်တာဆင်ရင်ပြင်ဆင်မှုတွေရှိလာနေပါတယ်။နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါးခံလာရရင်စစ်တိုက်ဖို့အသင့်ရှိရလို့ထိုင်းစစ်တပ်ကဇွန်လ6ရက်နေ့မှာကြေညာခဲ့တယ်လို့တိုက်ခိုက်ရေးတပ်မတချို့ကလည်းလူအပ်လာရင်ကမ္ဘ မောရီးယားနယ်နယ်စပ်မှာချက်ချင်းဖြန့်ကျက်ဖို့ပြင်ဆင်ထားပါတယ်။ဇွန်လ9ရက်နေ့မှာထိုင်းစစ်တပ်ရဲ့အထူးစစ်စင်ဦးစီးရရှိဒုတိယဗိုလ်ချုပ်ကြီးနာရွန်ရစ်ကမ်ဘီယာဟာအထူးစစ်စင်ဤတမတင်ရဲ့လေ့ကျင့်ပြင်ဆင်မှုတွေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီတမဟာဟာ ကမ်မောရီးယားနဲ့ထိစပ်ရာအရှေ့ပိုင်းနယ်စပ်မှာတွားရောက်ဖြန့်ကျက်ဖို့စီစဉ်နေပါတယ်။နာရွန်ရစ်ကတပ်ဖွဲ့ဝင်တွေအနေနဲ့ကြုံလာနိုင်ခြေရှိသမျှချင်းချမှုပုံစံအတိုင်းအတွက်အသင့်ဖြစ်အောင်ပြင်ဆင်လေ့ကျင့်ထားဖို့တိုက်တွန်းသွားပါတယ်။တဖက်မှာလည်းကမ်မောရီးယားကထိုင်းရင်နယ်စပ်မှာတပ်အင်အား12000လောက်ကိုဖြန့်ကျက်ထားပြီးလက်နက်ကြီးတွေကိုပါရွှေ့ပြောင်းတင်ဆောင်နေရချပီးနေရလို့ထိုင်းသတင်းဌာနကဖော်ပြပါရတယ်။ ထိုင်းကတော့နေဆက်ပတိပခဖြစ်တဲ့အစဉ်ကလေးကနေဆက်မှာလုံခြုံရေးပုံမတင်ချက်ထားပြီးလာမယ့်ရက်တွေမှာပုံမအင်အားဖြည့်တင်းလာနိုင်ခြေရှိနေပါတယ်။ကမ်ဘောဒီးယားကဒုံးပစ်လောင်ဂျာရီလေကြောင်းကာကွယ်လက်နက်တွေ T55 တင်ကားတွေအပြင်မျိုးမျိုးနဲ့လက်နက်ကြီးအမြောက်တွေရေဒါစနစ်တွေကိုနေဆက်မှာဖျက်ချနေရလို့ဆိုပါတယ်။ကမ်ဘောဒီးယားစစ်တပ်ကတော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဘာမှချက်မှမပြီးသေးပါဘူး။နေဆက်မှာတစ်ဖက်စလုံးကစစ်အင်အားစုယုံနေတာဖြစ်ပြီးဖြစ်လာနိုင်ခြေအလုံးအတွက်ပြင်ဆင်နေတဲ့အချိန်မှာတော့နိုင်ငံကဒေသခံနှုတ်ဖွဲ့စည်းတွေကကြီးလန့်စားစားဖြစ်လာပါတယ်။ထိုင်းရဲ့စာကောအေရီယာမှာနေထိုင်သူ ာဦးကဒေသခံအများပြားကဘုံခုချင်းတွေစစ်ဖြစ်လာရင်ခုလုံရမယ့်နေရာတွေကိုအရေးပေါ်တိစောက်နေကြတယ်လို့ပြောပါတယ်။တိုင်းနဲ့ကမ္ဘောဒီးယားတို့ကရှင်တရားတဲ့နေဆက်ထိဆက်နေပြီးမြရှိဖျားเจ้าတွေတရှိရဲ့ဆုံးနေအပါဝင်နေဆက်ဧရိယာရဲ့အပိုင်းလေးခုမှာအဓိကငင်းခုံဖြစ်နေရလို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ကမ်ဘလူမျိုးနဲ့အနောက်ဘက်ချမ်းရှိကျင်းရွာဘုံကြီးเจ้าကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကံဘလူမျိုးနဲ့အနောက်ဘက်ချမ်းရှိကျင်းရွာဖုံကြီးကျောင်းကိုချမ်းဖက်စစ်တပ်ကလင်းရင်နဲ့ပုံကျတိုက်ခိုက်ခဲ့တယ်လို့ရှေးဦးချင်းပြူ People Defense Commander ပြန်ကြားရေးတာဝန်ခံထူးခန့်စော်အမိသားကသတင်းဌာနကိုပြောပါရယ်။ဇွန်လ9ရက်နေ့မနက်7:00နာရီ7မိနစ်ခန့်မှာကံဘလူမျိုးနဲ့အနောက်ဘက်ချမ်းရှိကျင်းရွာဖုံကြီးကျောင်းကိုအချမ်းဖက်စစ်တပ်ရဲ့တပ်တော်မှတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ပုံကျတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အချမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ဖုံကြီးကျောင်းအုံတတိုင်းနဲ့ဖျားစီတစုထိမှန်ပြစီခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိကြောင်းသိရပါရယ်။စစ်ခွေးရီလီကျောင်း င်းနဲ့ပုံကျဲတိုက်ခိုက်သွားတာဘုံကြီးကြောင်းနဲ့စီတွေနဲ့ထိခိုက်ပျက်စီးမှုရှိနေလို့ပဲသိရပါတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပါဘူး။အခုရက်ပိုင်းမှာကျွန်တော်တို့စကိုင်းတွင်ပလဲဆလင်းကြီးဝက်လက်တပရင်ကမ်းဘလူမြို့နယ်တွင်အတွင်ကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီကနေဘုံကြီးကြောင်းတွင်နဲ့ကလင်းတွေစာတင်နေတဲ့စာတင်ကြောင်းတွေကိုဥတီပြတ်မှတ်ထားလေးကြောင်းတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ် ပြုလုပ်လာတာရှိတာကြောင့်ကျွန်တော်တို့ရဲဘော်တပ်ပေါင်းစုတွေအနေနဲ့ရောကျေးရွာနေပြည်သူတွေရောလေးကြောင်းအတိလေးကြောင်းတတိရှိဖို့ဂရုတစိုင်နေထိုင်ပြီးကြဖို့ပြောကြမှာလေလို့ဆိုပါတယ်။ အကြံဖက်စကောင်စီကဖုန်ကြီးကြောင်းများစတင်ကြောင်းများကိုပြစ်မှတ်ထားကဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းမဲ့ပြုလုပ်နေတာကြောင့်တော်လိုင်းရဲဘော်တွေနဲ့ပြည်သူများလေကြောင်းတီနေကြောင်းတတိရှိစွာနေထိုင်ပြီးကြဖို့ရေဦးအခြေပြုပြီးပဲ Defense Commander အဖွဲ့ကအတိအပြီးနှိုးဆော်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။